အာရဝါလာ24ရက်နေ့တင်းတို့ဒီစစ်ကြောဆုံးဖြတ်ခြင်းနဲ့ကင်းလို့ရမည်အကြောင်းသူတစ်ပါး၏အမှု၌စစ်ကြောဆုံးဖြတ်ခြင်းကိုမပြုကြနှင့်ရှင်မသက်ခွေဝင်ကျန်းအခန်းကြီး9အခန်းငယ်10ဘတ်လိုက်ဆုံးဖြတ်ခြင်း၏အတိတ်ဘယ်တွင်ကြိုတင်အကဲဖြတ်ခြင်းနဲ့အကျိုးအကြောင်းမသိရှိဘဲတစုံတစ်ယောက်အားခံမှန်းဆုံးဖြတ်ခြင်းတို့ပါဝင်လေသည်ဘတ်လိုက်ခြင်းမှာတစုံတစ်ယောက်အတွက်အားသာချက်မဟုတ်ဘဲအားနည်းချက်သာဖြစ်ပါတယ်ဘတ်လိုက်ပြောဆိုခြင်းသည်အမှန်စင်စစ် လက်တွေ့နဲ့မိမိဤဘက်လိုက်သည့်ထင်မြင်ချက်နှစ်ခုအကွာအဝေးဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးဖျားခင်ရှိရင်ယူသားမှုရှိမည်ဆိုပါကဘက်လိုက်ပြောဆိုဆုံးဖြတ်ခြင်းရှိမည်မဟုတ်ပေ။ယနေ့အတွက်ဆုတောင်းချက်။အိုအဖဖျားခင်ကျွန်တော်တို့တယောက်စီကိုဘက်လိုက်မှုဆုံးဖြတ်ချက်ကင်းတဲ့ညစ်တာနဲ့ချစ်တာဖြစ်ပြီးတခါတလေတခြားသူကို ပြီးစလွယ်ဖြစ်တယ်လို့ဘက်လိုက်ဆုံးဖြတ်တာမျိုးလို့ခွင့်လို့ပေးသလားတော်မူပါ။ကျွန်တော်စိတ်ကိုဖြူစင်စေပါ။ ။သခင်ယေရှုရဲ့တူညီတဲ့မြတ်တာကိုအခြားသူတွေကို ပြနိုင်ဖို့အသုံးပြုတော်မူပါအာမင်။ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုယေရှုအထူးပဲတင်ရှိပါခင်ဗျာ။မနေ့ပြန်ပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြတ်တန်ရိုက်ခံလိုပါရယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရယ်နောက်ရက်တွင်မှာပြန်တွေ့ပါအောင်ခင်ဗျာ